ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့မျှော်လင့်သောအရာကိုမျက်မှောက်ပြုခြင်း episode 4ကျွန်တော်တို့အတူတကွာဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ဘုသူ့အကြောင်းအရာလေးကိုဆင်ခြင်ခြင်းလေးဆိုလို့ရှိရင်ရာခက်ပေါ့နော်ရာခက်ရဲ့အကြောင်းအရာလေးဆိုချမ်းစာထဲမှာတော့ပြည်တစားရာခက်ပေါ့ဣတိလလူမျိုးမဟုတ်ပါဘူးဒီယေရီခေါမြို့ထဲမှာရှိနေတဲ့ယေရီခေါမြို့သူ တယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ तू ကလေမျောလေးနဲ့အရာကိုမျက်မှောက်ပြုတယ်ဖះရောက်ယုံကြည်တဲ့သူတယောက်ဖြစ်တယ်ဆိုတော့ဆိုတော့အံ့ဩဝေရပေါ့နော်ကြည့်ဣတီလာလူမျိုးပြည်ထဲမှာမှတ်တမ်းတင်ခံရတဲ့သူတယောက်ဖြစ်တယ်ဆိုတော့တွေ့ရတယ်ဣတီလာလူမျိုးဈားထဲမှာပေါ့ဣတီလာလူမျိုးမဟုတ်ဘူးဣတီလူမျိုးဈားထဲမှာမှတ်တမ်းတင်ခံရတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ် ဖြစ်ပျက်ကတော့ကျွန်တော်အလုံးသိပြီးတဲ့အတိုင်ဆိုတော့မောရှိတည်သွားပြီဆိုတော့ဣတိလလူမျိုးတွေကိုခါနန်ပြည်ကိုဆက်ပြီးတော့မှပို့ဆောင်ဖို့အတွက်ယောရှုကဥဆောင်ဆိုတော့ယောရှုကလည်းမနေပြန်ပြီးတော့မှသူကအတာကိုပြန်ပြီးခွန်အားယူပြီးတော့မှလှုပ်ဆောင်ရတဲ့ခန္ဓာဖြစ်တာပေါ့နော်ဆိုတော့သူเสียအရင်တည်သွားပြီဆိုတဲ့ခါမှာသူလည်းအာရုံတယ်နေဒါကြောင့်ယောရှုမှတ်စာခန်းကြီးတက်မှာဟိုကဘုရားကသူ့ကိုခွန်အားပေး တော့ motion နဲ့တူရှိတယ်လို့ main နဲ့တူလည်းငါရှိမယ်ဆိုတော့ဒီချက်ပြောပြပြောပြရမှာအာယောရှုကပြန်ပြီးတော့မှဣတိလာလူမျိုးတွေကိုပြန်စီယုံပြီးတော့မှတော့ပြန်ပြီးတော့မှဒီယေရီခေါမျိုးတိုက်တော့မယ်ဘုရားသခင်ကလည်းသူ့ကိုတိုက်ဖို့အခွင့်ပေးပြီးအောင်မြင်ရမယ်ဆိုတော့ဒါပေမဲ့ထုံးစံတိုင်းပေါ့သွားတဲ့အခါမှာအရင်ဆုံးသွားပြီးတော့ရှူလွှတ်ရတာအော် ဒီယောရှုကကြတော့နေပတ်နဲ့သွားပြီဆိုတော့သူတို့ခေတ္တတုန်းကလို့ဒီဒရှု7ယောက်ဆိုလူများလို့ရှိရင်ဒါဟိုအတွေးခေါ်များတယ်အပြီးတော့မှခံယူချက်တွေကကွေပြားတတ်တဲ့ကြောင့်မို့သူယုံကြည်စိတ်ချရတဲ့သူ2ယောက်ဘုရားကိုချစ်ယုံကြည်အားကိုးတဲ့သူ2ယောက်ဖြစ်မယ်သူလွတ်လိုက်တယ်ယေရီခေါမြို့ကိုလွတ်လိုက်တယ်ဆိုတာကိုဒါနှုတ်ဘတ်တော်ထဲမှာတွေ့ရတယ်ဆိုတော့ဒီရှု2ယောက်ကသူက ထွက်သွားတဲ့အခါမှာမဖြစ်လာလဲဆိုလို့ရှိရင်အရင်ဆုံးအဲ့ယေရီခေါမြို့တွေဝင်တဲ့အချိန်မှာသူကဒီခုနပြောတဲ့ပြည်စားရခက်ရဲ့အိမ်ကိုဝင်ဆိုပြည်စားရခက်ရဲ့အိမ်ကိုဝင်တဲ့အချိန်မှာပဲသူတည်င်းကကြားပြီကြားတော့ဒီယေရီခေါမှာရှိနေတဲ့ရှင်ဘီယင်ကိုယ်တိုင်ကလာပြီးတော့အာရခက်ကိုလာပြောတယ်လို့ဒီနှုတ်ကပတ်တော်မှာဒီလိုပဲမှတ်တမ်းတင်ထားတာတွေ့ရတယ် ဆိုတော့အဲ့ဒီခါမှာကေရခက်ရေဆိုမေးအိမ်မှာလာတေးတဲ့ဧည့်သည်တွေဆိုတော့လူဆုံတာပေါ့နော်ဆိုတော့ဟိုအပြီးပြီးအရရက်ကပုံစံမျိုးဖြစ်မှာပေါ့နော်အခုဆိုလို့ရှိရင်လေဒါယူရီးယားတို့ဘာလို့ပတ်မှာဆိုလို့ရှိရင်ဒါတကဘာလုံးမှာရှိတဲ့သူတွေကလာပြီးတော့ဒီနေရာမှာလာပျော်ပါကြတယ်ပေါ့နော်ဒါပြည်စာနဲ့ပတ်သက်တဲ့နေရာပေါ့နော်ဒါအဲ့ဒီမှာတော့ပျော်ပါဒီလိုပဲဖြစ်မယ်တင်တယ်ဆိုတော့ချားနေရာလာကြတဲ့သူတွေကလည်း သူ့အိမ်ကိုဝင်ကြတယ်ဆိုတော့ကြည့်ရတာရာခက်ကလည်းနည်းနည်းဒီဒီဒီလုပ်ငန်းလှုပ်ဆောင်နေသူဖြစ်တယ်ဒါပေမဲ့တော့လူနဲ့လှုပ်ဆောင်နေတဲ့ကဏ္ဍနဲ့သူ့ရဲ့ဒီဖျားပေါ်မှာယုံကြည်တက်ဝင်နေရတော့မတူဘူးဖြစ်နေတာအံ့ဩစရာကောင်းတယ်သူ့အแทမှာဖျားပေါ်မှာယုံကြည်စိတ်ချရတဲ့အရာတော့တကယ်ပဲကျွန်တော်တို့တော်မှာဒီလိုလက်ဖျားခံရတဲ့အထိတော့ဒီရာခက်ကို ကျွန်တော်တို့ဟိုဆက်လံပေးရမယ့်ပုံစံမျိုးဖြစ်တယ်ဆိုတော့တွေ့ရတယ်။အဲ့တော့ရှင်မြေကိုရန်လာမီးတဲ့အခါမှာဘာပြောလဲဆိုလို့ရှိရင်ဒါယောရှုမဇာခန်းကြီးနှစ်ငွေနှစ်မှာပြည်သားအချို့တို့ကလည်းဤပြည်ကိုစူးစမ်းခြင်းကဤဒီလာမျိုးသားအချို့တို့သည်ယနေ့ညမှာမြို့တွင်သို့ဝင်มาပြီးဟုယေရုခုမင်းကြီးအားရှောက်ကြားကြသည်ရှိတော့ယေရုခုမင်းကြီးသည်ယာခတ်အား တင့်စီသူရောက်လာ၍တင့်အိမ်သို့ဝင်သောသူတို့ကိုအဲ့လောသူတို့သည်တပီလုံးကိုစူးစမ်းခြင်းကရောက်လာပြီဟုအမိန်တော်နှင့်ဆေလွတ်လေ၏ဆိုတော့ရှင်ပြန်ကိုယ်တိုင်သူစီကိုဆေလွတ်တာဖြစ်တယ်ဆိုတော့ရခက်ဘာပြန်ပြောလဲဆိုတော့ရခက်သည်ထူသူနှစ်ယောက်တို့ကိုဖွက်ထားပြီးမှကျမစီသူလူရောက်သည်မှန်ပါ၏တို့ရတွင်အဘေရက်ကလာသည်ကိုမသိပါ မိုးချို့၍တကားပိတ်ချိန်ရှိသောအခါသူတို့သည်ထွက်သွားကြပါ၏အဘယ်ရက်သို့ထွက်သွားသည်ကိုမသိပါအလျင်မှန်လိုက်ကြလော့မိကောင်းမိပါလိမ့်မည်ဟုပြော၏ဟောဒီကိစ္စအာလိန်လိုက်တာပဲနော်လိန်လိုက်တယ်ဆိုတာကတကယ်တော့ဒါနိုင်ငံတော်ပုံကံမှုဗျကိုယ်နိုင်ငံကိုလာပြီးတော့မှတရှူလုတ်တယ်ကိုယ်နိုင်ငံကိုလာတိုက်မြင့်သူတွေက သူ့အိမ်နေရောက်နေသူသိနေပြီဆိုအဲ့ဒါကိုလာပြီးတော့မှရှင်ပြင်းရဲ့ထောက်လန်းကြီးတွေကလာမီးတယ်ရှင်ပြင်းကိုယ်တိုင်ရောက်လာပြီးတော့မှနေ့အိမ်ကလူတွေအကုန်လုံးအပ်ပါလို့ပြောတဲ့ခါမှာသူကမအပ်ဘဲနဲ့ရောက်တော့ရောက်လာတယ်သူကပန်းနေတယ်တိုးတယ်တွေ့လားရောက်တော့ရောက်လာတယ်ဒါပေမဲ့သူတို့ကဒီမိုးချုပ်ခံနေတကားပိတ်ခံနေမှာပြန်ထွက်သွားပါတယ်ဆိုပြီးတော့မှသူဘာလုပ်လဲဆိုလို့ရှိရင်ပြန်ပြောတယ် ပပဝနဲ့နဲ့လေးလုတ်တက်တယ်နော်ရခက်ကအဲ့ခါမှာအဲ့လူတွေကလည်းရခက်စကားကိုယုံပြီးတော့မှဒီယော်ဒန်မြစ်ကူးတဲ့လမ်းဘက်ကိုထွက်သွားတာထွက်သွားပြီးတော့မှဒီမြို့တကားတွေဘာတွေကိုပိတ်ချပလိုက်တယ်ဆိုပြီးတော့မှထားရလိုက်တာတို့ရတာကြောဘယ်ရခက်ကဘာဖြစ်လို့ဒီလိုလုပ်ရတာလဲဆိုအချောင်းရှိမယ်ဆိုရခက်ကဒီဣတိလလူမျိုးကြီးရဲ့တည်င်းကိုသူကြားတယ် မနော်ဒါမျိုးကြားတာရှိမယ်ပြီးတော့မှသူဘာလုပ်သွားလဲဆိုလို့ရှင်ဒီဟိုအခုနသူဖွက်ထားပြီးတဲ့သူရီစီကိုသူတက်သွားပြီးတော့မှမအိတ်ခင်မှာသွားပြီးစကားသွားပြောတယ်ဆိုတာတွေ့ရတယ်အဲ့သူပြောတဲ့စကားတွေကတောက်လျှောက်ကတကယ်လက်ဖြားခါလာအောင်ဖြစ်သွားတယ်ဘာဖြစ်လို့လဲအဲ့ဒီမှာသူ့ရဲ့ဖျားကိုယုံနေရသူမျောလင့်ထားတဲ့အရာသူမျက်မှောက်ပြုတ်ထားတဲ့အရာ ဒါတွေမှဖြစ်လာသေးဘူးမမြင်ရသေးဘူးဒါပေမဲ့အဲ့ဒါတွေတကယ်ဖြစ်လာမယ်ဆိုတာ तू तू စိတ်ထဲမှာတိမက်ပြီးဆွေးလန်းတာဒီနေ့အပြင် तू အထဲမှာအဲ့ဒီအရာတွေအကုန်လုံးကတကယ်ယုံနေတယ်ဆိုတဲ့ဥစ္စာပေါ့ကိုယ်ကိုယ်ကိုယ်ကိုမြင်ရတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်လေ तू ကဒီနှုတ်ကပတ်တော်ထဲမှာမှတ်တမ်းတင်ခံရတဲ့ तू ဖြစ်တယ်ဆိုတော့အဲ့ဒီမှာဆင်ခြင်မိဆိုတော့အငြင်းရှစ်မှာเนาะ ယောရှုမစခန်းကြီးနဲ့ငယ်ရှင်းမှာတရှူတို့ဒီမအိမ်မီမိမသည်သူတို့ရှိရာအိမ်ပေါ်တို့တက်၍ဟိုခုနတရှူနှစ်ယောက်ကြီးကိုရောက်တော့မှသူစကားတော့ပြောတယ်ထာဝရဖျားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကို၎င်းသင်တို့ကိုငါတို့ကြောက်လန့်အားကြီး၍သင်တို့ကြောင့်ပြည်သူပြည်သားအပေါင်းတို့သည်စိတ်ပြည့်ကြောင်းကို၎င်းကျွန်မသိပါ၏ပထမတစ်ချက်က ဖះကယေရုခိုမြို့ကိုဣတိလလူမျိုးကိုပြီးပြီဆိုတဲ့တည်င်းကိုသူကြားတယ်တဲ့ဣတိလလူမျိုးတွေယုံလားမယုံလားတော့မသိဘူးယာခက်ကယုံနေဗျာယာခက်ကအဲ့ဒါကိုညှို့လင့်ပြီးတော့မှအဲ့ဒါကိုမျက်မှောက်ပြုထားတယ်လာတော့မှဒီဣတိလလူမျိုးတွေဖះဥဆောင်မှုနဲ့ငါတို့နိုင်ငံကိုလာပြီးသိမ့်ပိုက်တော့မှဆိုတာသူညှို့လင့်ထားတယ်အဲ့ဒါတကယ်ဖြစ်လာတော့မယ်ဆိုတာသူမျက်မှောက်ပြုထားတယ်ဟာ ဒီအရာမှာတကယ်သူ့ရဲ့ယုံကြည်ခြင်းကိုလက်တွေ့ပြနေဆိုတာတွေ့ရတယ်။ဆိုတော့ဒါကခုနပြောတဲ့ဖျားကပေးမှဖြစ်တဲ့အတွက်တကယ်သူတို့မျိုးကိုဣတိလလူမျိုးတွေနိုင်ရအောင်ဒါတစ်ချက်။နောက်တစ်ချက်ကကြတော့တကယ်တော့ကိုယ်တိုင်းပြည်ရဲ့အခြေအနေကိုသူဘာလို့ပြီးလိုက်လဲဆိုလို့ရှိရင်ဣတိလလူမျိုးတွေကို information ချပေးလိုက်တာအဲ့ဒီတင်ကြားတဲ့အတွက်ငါတို့မျိုးမှာရှိနေတဲ့သူတွေအကုန်လုံးကမင်းတို့ကို ကြောက်ရွံ့နေကြပြီ။ရခဲ့ကားကြောင့်ဖျားဒီလိုပြီးတော့မယ်ဆိုတာတိလို့ तू ကကြောက်တာ။ကြောက်တာထက်ဘယ်လိုပြောမလဲ။ဒီအချိန်နေမှာ तू ဘယ်လိုဒီဖျားနဲ့ပြန်ပြီးချိတ်ဆက်မလဲ။ဒီကလူတွေနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာကို तू တွေးတွေးကောင်းတွေးနိုင်တယ်။အဲ့ဒီခါမှာ तू ဆွတ်တောင်းရင်လည်းဆွတ်တောင်းမှာပေါ့။နော်ဒါကတော့ဒီကျမ်းစာထဲမှာမပါဘူးအဲ့ဒီလိုဆွတ်တောင်းတဲ့အချိန်မှာကြည်စံဘုရားသခင်ကလေစိုက်ဆက်မမြတ်ဒီတေရှုန်ရက်ကိုရခက်စီကိုပို့ပို့လိုက် ရခက်ကအဲ့ဒါကိုဘာလို့မြင်လဲဆိုတော့အခွင့်အရေးလို့မြင်သွားတာတကယ်တော့ဒါတကယ်ကြောက်ရွံ့ကောင်းတဲ့အခြေအနေနော်ဒါဒါကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ရခက်ရဲ့အသက်တာထဲမှာဒီလိုမျိုးဟိုဘလုံးမယ်ဟို risk ယူရတဲ့အပိုင်းကြီးအများကြီးရှိတယ်ဆိုတော့တွေ့ရတယ်အဲ့ဒီလိုအခက်မသိရင် तू အသက်ခံရမှာနိုင်ငံတော်ပုံငမှုဖြစ်တဲ့အတွက်အသက်ခံရမှာအဲ့ဒီအသက်ခံရမယ်ဆိုတဲ့ဥစ္စာလစ်လူရှုပ်ပြီးတော့မှဖျားရဲ့စကားကိုယုံပြီးတော့မှ ဖျားရဲ့လူတွေကိုဖွက်ထားပြီးပြီးတော့မှနိုင်ငံရဲ့အခြေအနေကိုပြောပြတယ်ဆိုတော့တွေ့ရဆိုတော့ဒါပြင်းလားဆိုတော့မဟုတ်ဘူးရခက်ကတတိယနေ့ကြားရတာရှိပြီးသားသူ့ရဲ့မျိုးစေ့ကအဲ့ဒီမှာစတာမဟုတ်ဘူးဘယ်မှာစတာလဲဆိုတော့ဒီမှာကျွန်တော်တို့တွေ့ရတယ်ဆိုငွေ30မှာတင်းတို့ဒီအေဂရုပြီမှာထွက်လာတော့ကအေရုံပင်လေရေကိုအေရုံပင်လေရေကို ထာဝရဘုရားခန်းချောက်စီတော်မူကြောင်းကို၎င်းယော်ဒန်မြစ်တစ်ဖက်၌နေ၍သင်တို့ရှင်းရှင်းဖြစ်စီသောအာမောရိရှင်ပြင်ရှီဟုန်နှင့်ဩဃတို့၌သင်တို့ပြုသောအမှုများကို၎င်းအကျွန်ုပ်ကြားရပြီဆိုတော့ဒီဒီကိစ္စပေါ်ဒီဒီကိစ္စမဟုတ်ဘူးနော်ဟိုအရူဒီပြီကနေဣတိလာလူမျိုးတွေထွက်လာတဲ့အခါမှာပင်လယ်နီနှချမ်းခွဲတဲ့ကိစ္စ ပြီးတော့မှယော်ရမ်မြင့်နဲ့ကတ်နေတာဟုတ်ယီရီခိုကကတ်နေတော့ဒီယော်ရမ်မြင့်အရှိဘက်ကမ်းမှာရှိနေတဲ့အခုနကသူပြောတဲ့မင်းတွေကိုဖျက်ဆီးလိုက်တာအခုအဲ့ဒီနေရာမှာဘသူတွေကရှိနေပြီလဲဆိုလို့ရူဘင်တို့ဂတ်တို့အဲ့ပြီးတော့မှမနာရှိအမျိုးတဝက်ကအဲ့ဒီမှာနေရာချနေပြီလေအဲ့မှာမြို့မှာမြို့တည်ပြီးတော့သူတို့ကလည်းသူတို့သိမ့်ပိုက်ထားပြီးပြီအဲ့ဒီတည်ရင်လည်းသူတို့ကြားထားပြီးသားဆိုတော့ဒီပြည်တစားရာခက်စီမှာက အဲ့ဒီအချိန်ဤကနေစပြီးတော့မျိုးစိကြပီးတာဖြစ်နေတယ်ဆိုတာတွေ့ရတယ်။ तू အဲ့အဲ့ဒီအရာဒီပေါ်မှာကြားပြီးတော့မှယုံကြည်နေတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ဒီယောဟန်ထဲမှာဆိုလို့ရှိရင်လည်းဒါကိုတွေ့ရတယ်။ Sorry ယောမဩဝါဒစာထဲမှာဆိုလို့ရှိရင်လည်းယုံကြည်ခြင်းသည်ကြားနာခြင်းအပြင်ဖြစ်တယ်။ကြားနာခြင်းကလည်းဘုရားရဲ့စကားတော်အပြင်ပဲဖြစ်တယ်ဆိုတာတွေ့ရတယ်။ဆိုတော့ဒီတည်င်းဒီ information ကိုဘုရားက ရာခက်စီမှာကြားစီတယ်ပြီးလူဟာအပြစ်ရှိတဲ့သူရာခက်ကသူ့ကိုသူအပြစ်ရှိတဲ့သူလို့သူအမြဲတမ်းဝန်ခံတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်ဘာလို့သူလှုပ်တဲ့အလုပ်ကိုကြည့်လေဆိုတော့အပြစ်ရှိတဲ့သူကအမြဲတမ်းနှိမ်ချပြီးတော့မှဝန်ခံတဲ့လက္ခဏာရှိတယ်ဆိုတော့တွေ့ရတယ်မမနာတက်နေတဲ့သူတွေကိုကိုကိုတော်ပါတယ်တိပါတယ်တက်ပါနားလဲပါတယ်ဆိုတဲ့သူတွေကဒါမျိုးဝန်ခံစရာကြောင်းသိမရှိနိုင် ။အဲ့တော့သခင်ယေရှုပြောတဲ့ဒါအဖြစ်ပြက်လေးကိုတွားပြီးတော့မှမြင်အောင်မိတယ်။နော်အခွန်ကန်နဲ့ပါရီရှဲနဲ့ပြိမှန်တော့လာပြီးတော့မှဆူတောင်းကြတဲ့အခါမှာဆိုအခွန်ကန်ကတော့ရင်ဘက်လေးတီးပြီးတော့မှနော်ခေါင်းလေးငုံပြီးတော့ကျွန်တော်အပြစ်များတဲ့သူဖြစ်ပါတယ်။ကျွန်တော်အဖြစ်တွေလုံမိပါတယ်။ကျွန်တော်အဖြစ်ကိုခွင့်လွှတ်တော်မူပါလို့ပြောတဲ့အခါမှာသူအပြစ်လွတ်ပြီးတော့မှပြိမှန်တော်တွေကပြန်ထွက်သွားတယ်။ ်ဒီဘက်ကဖာရီရှဲကတော့သူ့ကိုယ်သူတက်တယ်သူကျမ်းစာတွေတည်တယ်နားလေတယ်ဘလောက်လှူတယ်ဖျားเจ้าမှာဘလောက်ကျမ်းစာတွေသဘောပေါက်တယ်ဆိုတော့ဝါကျွားတဲ့သူဖြစ်တဲ့အခါကျတော့ကျွန်တော်ကိုဒီလိုအချိန်ပြီးထားတဲ့အတွက်ဂျေဇူးတင်တယ်ဘုရားသခင်ဟာလေလုယာပေါ့အဲ့ဒီလိုအခွန်ကမ်းလို့မဖြစ်နေတဲ့အတွက်လေဂျေဇူးတင်တယ်ဘုရားသခင်ဆိုပြီးပြောတဲ့အခါမှာသခင်ယေရှုကဘာကိုကောက်နှုတ်ချက်ချပြီလဲဆိုလို့ရှိရင်အဲ့ဒီလူကအပြစ်မလွတ်ဘဲနဲ့ ပေးမယ်တော့ပြန်ထွက်သွားတယ်ခုနအခွန်ကန်ကတော့နှလုံးသားပါပြီးတော့သွားတဲ့အခါမှာဒါအပြစ်လွတ်တယ်ဆိုတာတွေ့ရတယ်ရခက်ဒီလေဒီလိုနှလုံးသားရှိရသူဖြစ်တယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်သူ့ရဲ့အသက်တာထဲမှာသူလုံနေတဲ့လုပ်ငန်းသူ့မှာဒီအแทးမှာအပြစ်ရှိနေတယ်လို့ဝန်ခံနေရတယ်သူသူအငြင်းစိတ်ထဲမှာဖြစ်နေတဲ့အခါမှာဒီတည်င်းနေကြားတဲ့အခါမှာဒီဖျားကိုသူချစ်ဆက်ချင်နေတဲ့ဆန္ဒသူ့ထဲမှာရှိနေတယ်ဆိုတာတွေ့ရတယ် ဒီတရှူကြီးရောက်လာခြင်းအဖြစ်သူတကယ်ချိတ်ဆက်မိသွားတဲ့အရာကိုလေတွေ့ရတယ်အဲဒီလိုဖြစ်လာရင်ဒီလိုလုံမယ်ဆိုတဲ့ဥစ္စာသူ့ထဲမှာအစကလေးကရှိပြီးသားဆိုတော့ဒါတော်တော်လေးအံ့ဩစရာရှိပါဆိုတော့ဒါကိုသူပြောပြတယ်ဒါပြီးတဲ့အခါကျတော့မှထပ်ပြီးတော့မှဒါကို information ပေးတယ်ငါတို့တိုင်းပြည်ရဲ့လူတွေဒီအရာကြောင့်ဆိုပြီးတော့မှဘာပြောလဲဆိုတော့ ငယ်ဆက်တည်းထိုတည်င်းကိုကြားတော့ကကျွန်တော်တို့ဒီစိတ်ပြည့်၍သင်တို့ကြောင့်တစုံတယောက်တော့သူနိုင်မြရဲရင်ချင်းတတိအလင်းမကျွေးမှာအကြောင်းမူကားသင်တို့ဤဖျားသခင်ထာဝရဖျားသည်အထက်ကောင်းကင်ဘုံ၌၎င်းအောက်ရဲ့ညီကြီး၌၎င်းအစိုးရသောဖျားသခင်ဖြစ်တော်မူ၏ဆိုတဒါတရားခက်ပြောနေတာ ရခိုင်ယုံကြည်ခြင်းမင်းတို့ကိုးကွယ်တဲ့ဖះကနောက်ခုနပြောတဲ့ငါတို့တိုင်းပြည်မှာရှိနေသူတွေအကုန်လုံးကဘာမှရေးရင်တဲ့တတိမရှိတော့ဘူးအကုန်လုံးကြောက်လန့်နေကြပြီဒီ information သူထပ်ပေးတယ်ပြီးတော့မှဖះကိုသူယုံကြည်တက်ဝင်နေရအောင်ထပ်ပြီးချပြတယ်မင်းတို့ဖះကကောင်းခင်မှာလဲအုပ်ဆိုးတယ်ညီကြီးမှာလဲအုပ်ဆိုးတယ်ဖះဖြစ်တယ်ဆိုတာဒါဣတိလာလူမျိုးတချို့တော့မပြောတဲ့စကားဒါသူတကယ်ပြောတယ်ဆိုတာတွေ့ရတယ် ဒါကြီးရခက်ရဲ့ယုံကြည်ခြင်းရခက်ရဲ့မျှော်လင့်တဲ့အရာမျက်မှောက်ပြုခြင်းရခက်ရဲ့မမြင်ရသေးတဲ့အရာသိမှတ်ဆွဲလိုက်မမြင်ရသေးတဲ့အရာဆိုတာဖြစ်လာတော့မယ်သူမျှော်လင့်ထားတာဒီဣတိလလူမျိုးတကယ်ဝင်လာပြီးတော့မှငါတို့မျိုးတိုက်တော့မယ်ဆိုတဲ့အရာသူကောင်းကောင်းသိထားတယ်ငါတို့တော့ပြည့်စည်တော့မှာပဲဒါဘုရားသခင်ကဒီအခွင့်အရေးသူပေးလိုက်တယ်ဒါကြောင့်ဒီနေ့မင်းတို့ကကဲတယ်နော်ဒါကြောင့်ငါတို့ကိုလေကဲပါငါရဲ့ငါမိဘရဲ့ ငါမောင်ရေငါနှမရေဆိုတော့ငါ့ကိုကေပါပြီးတော့မသေးကြတဲ့အမတ်သားတကူကလက္ခဏာလေးလုတ်ပြီးပါဆိုတော့မတော်အခွင့်တောင်းတယ်ဒါကျွန်တော်တို့သိပါတယ်အဲ့တော့ဒီတရှုံယောက်ကပြောရတယ်ဟုတ်ပြီမင်းအိမ်ကိုပိတ်ထားမင်းကိုပိတ်ထားလိုက်ပိတ်ထားလိုက်ပြီးတော့မှသူတို့ခဏနေကြတော့မိုးချုပ်သွားတဲ့အခါမှာသူကဒီတရှုံယောက်ကဆင်းသွားတဲ့တကားရှိတယ်အဲ့ဒီတကားကနေမှဒီ ိုးအနီလေးကိုခြားထားပြီးမယ်အဲ့ဒီအိမ်တကားပိတ်ထားပြီးတော့မှနေတာအဲ့ဒီအိမ်ထဲမှာရှိတဲ့သူသူမှဘာမှလုပ်လို့မရအောင်အကေတခုခုလုတ်တယ်ဆိုလို့ရှိရင်ငါတို့အသက်နဲ့အာမခံတယ်ဒါတရှုံနေအောင်လည်းပြန်ပြီးတော့မှအာမခံပေးရတယ်ဆိုတော့တွေ့ရတယ်နော်ဒါကိုကျွန်တော်တို့နားလေရတယ်ဆိုတော့နောက်တော့မှအာဒါထွက်သွားတယ်နော်ဒါကျွန်တော်အားလုံးသိပြီးပါပြီဆိုတော့ဒါပြန်ထွက်သွားတယ်ပြီးတော့မှ de information ကိုပြန်ပြီးတော့မှတရှုံနေအောင်ကယောရှုပြီး ယောရှုအနီမှာဒါကိုတရင်ကြားတဲ့အခါမှာဒါယေရီကိုမြို့ပတ်ပြီးတော့မှသူတိုက်ခိုက်တဲ့တိုက်တဲ့အခါမှာအော်လိုက်တဲ့အခါမှာယေရီကိုမြို့ကျူကြကလေးကွာထဲမှာရှိနေတဲ့သူတွေအကုန်လုံးကကြောက်လန့်ပြီးတော့မှဖက်ပြီးမြို့သိမ်းလို့ရတယ်ဆိုတဲ့ဥစ္စာတွေ့ရအဲ့ဒီချိန်မှာဒါနောက်ပိုင်းမှာကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီရခက်ရဲ့အိမ်နဲ့အိမ်ထဲမှာရှိတဲ့သူတွေအကုန်လုံးပစ္စည်းဥစ္စာတွေအကုန်လုံးခေါ်တယ်ယူတယ်လာသွားပြီးတော့မှအဲ့ဒီမြို့ကြီးတစ်ခုလုံးမြေရှုပ်လိုက်တယ်ဆိုပြီးတော့မှ ဒါကျန်းစာတွေမှတ်တမ်းတင်ထားတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ဒီယာခက်ဒီဣတီလာလူမျိုးမဟုတ်ခဲ့ပါဘူး။တော့ဒါတမဟောင်းလေးမှာမှတ်တမ်းတင်ခံရတယ်။တဘာမျိုးသားပါပဲ။ဒါပေမဲ့သူ့ရဲ့ယုံကြည်ခြင်းကခုနကကျွန်တော်ပြောပြသလိုအရင်ကြောက်เสียကောင်းတယ်ဆိုတော့တွေ့ရတယ်။အဲ့ဒီသူ့ရဲ့ယုံကြည်ခြင်းသူမျော်လင့်တဲ့အရာမျက်မှောက်ပြုခြင်းသူမမြင်ရသေးတဲ့အရာကိုသိမှတ်ဆွဲလင်းခြင်းအရာဒီသူ့ကိုယ်သူကေတင်ခြင်းဒီဒီဒီ ဟိုလာပြီးတော့မှဒုက္ခပေးတက်မဲ့အခြေအနေကနေမှကေတင်မဲ့အခြေအနေကနေပြီးတော့မှသူ့ရဲ့မိသားစုသူ့ရဲ့ဆွေမျိုးသားချင်းတွေကိုပါကေတင်လိုက်နိုင်တဲ့အခြေအနေရှိတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်အသက်တာထဲမှာလည်းဒီဖះရနဲ့ပတ်သက်တဲ့ကိစ္စဖះရရဲ့စကားဖះရပြောထားတဲ့အရာတွေကိုကျွန်တော်ယုံဖို့လိုတယ်။ကျွန်တော်တို့စိတ်ချဖို့လိုကျွန်တော်မျှော်လင့်ဖို့လိုတယ်။ကျွန်တော်မျက်မှောက်ပြုဖို့လိုတယ်။မဖြစ်လာသေးဘူးဆိုလို့ရှိရင် အဲ့ဒီအရာကိုသိမှတ်ပြီးဆွဲလန်းရမယ်အဲ့ဒီအရာဘုရားသခင်ကျွန်တော်တို့သင်သင်စီလေးရဖြစ်တယ်ဆိုတာတွေ့ရပါကျွန်တော်တဦးချင်းစီကိုပြောရင်နှုတ်ကပတ်တော်ရှိတယ်เนาะကျွန်တော်တို့ကျမ်းစာပြဆွတ်တောင်းတဲ့အခါမှာကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုပြောရတဲ့အရာရှိတယ်အကုန်လုံးယုံကြည်သူအကုန်လုံးကိုရေပူရခြုံပြီးပြောရတဲ့အရာလည်းရှိပါတယ်ဆိုတော့ဥမာမနေ့ပြန်တွေ့မစိုးရင်နဲ့မနေ့ပြန်ကသင်တွေ့စိုးရင်လိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအသက်ရှင်တာ ဒီနေ့မှာဖခင်နဲ့မိသားစုဖွဲ့ပြီးတော့မှသွားပြီးတော့မှအသက်ရှင်တတ်ဖို့လိုအပ်ပါတယ်။နောက်နေ့ဘာဖြစ်လာမလဲဆိုပြီးတော့မှပူပန်နေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီနေ့အတွက်ရှုံးနေဆိုပြီးဥစ္စာသခင်ဖခင်ပြောပြဖះကိုယုံကြည်အားကိုးတယ်ဆိုဒီနေ့အတွက်ကလုံခြုံစိတ်ချဒါဥမာတခုပြောချင်တာဖြစ်တယ်ဆိုတော့အများကြီးရှိပါတယ်ဒါဒါရေဘူးရပြီးထားတဲ့ဂတိတော်ကြီးအများကြီးရှိပါတယ်တူးချင်းစီကိုလေဖះသခင်က နှုတ်ကပတ်တော်ပြင်ဆင်ပေးထားတာရှိတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ဒီနေ့ယာခက်ကတော့သူကြားရတဲ့နှုတ်ကပတ်တော်သူကြားရတဲ့ဖျားသခင်ပြုမဲ့အရာကိုသူကြားတဲ့အခါမှာအဲ့ဒီအရာတိုင်းသူဒီယုံပြီးတော့မှဒီဘက်ကသူဆန့်ကျင်ရမယ့်သူတကယ်တော့တကယ်ကြောက်ရွံ့ကောင်းတဲ့အရာကိုဆန့်ကျင်ပြီးတော့မှဖျားဘက်ကိုဟိုကပ်ဖျားနဲ့တူသွားတယ်ဖျားဘက်ကိုစီးကပ်လိုက်တဲ့အခါမှာသူ့ရဲ့အသက်တာကယ်တင်ခြင်းလွတ်မြောက်ခြင်းရတယ်သူ့ရဲ့မိသားစုဝင်သူနဲ့သက်ဆိုင်တဲ့သူတွေ ကေကျင်းရင်လုံးမြောက်ချင်းရတယ်ဆိုတာတွေ့ရတယ်။နောက်ဆုံးဒါဒီဓမ္မဟောင်းထဲမှာမှတ်တမ်းတင်ထားတဲ့အရာမှန်မယ်ဆိုလို့ရှိရင်အဲ့ဒီဟိုရာခက်ပဲဖြစ်မယ်ဆိုလို့ရှိရင်တော့သူဒီဘောဇရဲ့အမိဖြစ်တယ်ဆိုတော့တွေ့ရတယ်နော်။ဆိုတော့နောက်ဆုံးဒါဟိုယူဒသခင်ရှုဆင်းလာမယ်လမ်းကြောင်းနင်းမှာပါသူကပါလာရတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့မျိုးဆက်ပေါ့နော်ဆင်းလာမယ်ဒီမျိုးဆက်ကို လူဇာတိခံမဲ့သူရဲ့ generation နဲ့ပါပါပါလာရတယ်။ဒါဟိုရခက်ရဲ့ယုံကြည်ခြင်းရခက်ရဲ့ဖះပေါ်မှာဘလောက်တောင်တက်ဝင်ထားတဲ့အရာဖြစ်လေဆိုတော့ကျွန်တော်စင်ကြည့်လို့ရပါတယ်။ဒါကြောင့်ကျွန်တော်တက်တာထဲမှာလည်းရခက်လိုပဲဖះပြိုးထားတဲ့ဇကားတွေကိုကျွန်တော်မျှော်လင့်ပြီးတော့မှညံမောက်ပြုမယ်။ကျွန်တော်တူးချင်းစီတိုင်းကိုဖះသခင်ဘာပြောလဲဆိုတော့နားထောင်ပြီးတော့မှထူဖះဇကားပေါ်မှာအာညံမောက်ပြုပြီးမှ ျွန်တော်မမြင်ရသေးတဲ့အရာတွေဆိုလို့ရှင်လေတိမှတ်ပြီးဆွေးလင်းခြင်းအပြင်ဘုရားသခင်ကျွန်တော်ပြုမဲမှုယုံကြည်စိတ်ချရအောင်လို့နိုင်ငယ်ဝင်ခဲ့ကြပါတယ်အားလုံးပေါ်မှာဘုရားသခင်တာဝန်ကောင်းချီးပေးပါစေ